American dollar အားနေတာကကိုယ့်ရဲ့ crypto portfolio ကိုဘယ်လိုမျိုးအကျိုးသက်ရောက်စေလဲ ရှင်းရှင်းလင်းလင်းပြောင်းပြန်အချိုးကျတာလားဒါမှမဟုတ်နောက်ကဲမှာပိုနဲ့နေတဲ့စီးပွားရေးရန်တရားတွေရှိနေလားဒီနေ့မှာတော့ trader တိုင်း investor တိုင်းမဖြစ်မနေနားလည်ထားတဲ့ DXY Index အကြောင်းနဲ့ crypto ဈေးကွက်အပေါ်သက်ရောက်ပုံကိုနားထောင်ယူနေတဲ့နားလည်တော့အသေးစိတ်ရှင်းပြပေးပါမယ် DXY ဆိုတာဘာလဲအရင်ဆုံး DXY US Dollar Index ဆိုတာကဘာလဲဆိုတာကို ရှင်းပြချင်ပါတယ် DXY ဆိုတာကကမ္ဘာငွေကြေးဈေးကွက်ထဲမှာ American Dollar ဘယ်လောက်ကျနေလဲဘယ်လောက်တန် မှာနေလဲဆိုတာကိုတိုင်းတာရဲ့ပြည်တယ်တစ်ခုပါပဲ ဒါပေမဲ့သူကဒေါ်လာတစ်ခုတည်းကိုကြည့်တာမဟုတ်ပါဘူး။ American ရဲ့အဓိကကုန်သွယ်ပတ်နိုင်ငံတွေရဲ့ငွေကြေး6မျိုးနဲ့ရှင်ပြီးတော့ဒေါ်လာကဈေးမာနေလားကျော်နေလားဆိုတာကိုတွက်ချက်ထားတာဖြစ်ပါတယ်။အဲ့ဒီ6မျိုးကတော့ဥရောပ3 Euro, Japan Yen, Canadian Pound, Canadian Dollar, Sweden Krona နဲ့ Switzerland Franc တို့ပဲဖြစ်ပါတယ်။ဒါကြောင့် DHY တက်နေတဲ့ဆိုရင်ဒေါ်လာကတခြားကမ္ဘာငွေကြေးတွေထက်ပိုမာနေတယ်၊ပိုအားကောင်းနေတယ်လို့ဆိုလိုပြီးတော့ DHY ကျနေတယ်ဆိုလို့ရှိရင်တော့ဒေါ်လာတန်ဖိုးအားနေနေတယ်လို့အလွဲမှ တ်ယူလို့ရပါတယ်။ DHY နဲ့ Crypto Row ကချိန်ခွင်ရှာတစ်ဖက်စီမှရှိနေသလိုပါပဲ။သမိုင်းကြောင့်ကိုပြန်ကြည့်ရင် DHY အားကောင်းပြီးထောင်တက်နေတဲ့အချိန်တွေမှာ Bitcoin အပါအဝင် RIX များတဲ့ asset တွေကစေးထိုးကြလိမ့်ရှိပါတယ်။ရောင်းမြတ်အားဖြင့် DHY အားနည်းပြီးတော့စောက်ထိုးကြနေတဲ့အချိန်မှာတော့ Bitcoin ကပူရန်ဖြစ်ပြီးတော့ share rate အကြီးအကျယ်တက်လိမ့်ရှိပါတယ်။ဘာလို့ဒီလိုဖြစ်ရတာလဲ။အဓိကအကြောင်းရင်းစီတောင်းဆက်ရှိပါတယ်။ ပထမချက်ကတော့အရှင်းဆုံးပါပဲ။ကမ္ဘာပေါ်မှာ Bitcoin အပါအဝင် Shri, Shiba Inu, Sara Bay ကို American Dollar နဲ့ပဲတန်မှုဖြတ်ကြရလေ။ဥပမာ BTC, USD ပဲလို့ပေါ့။ဒေါ်လာတန်မှုကြတော့ရဲ့အတွက် Bitcoin တစ်ပိုင်းဝယ်ဖို့ဒေါ်လာအရေးအတွက်ပိုပေးရတဲ့သဘောဖြစ်သွားပြီးတော့ chat မှာဈေးတက်လာတာကိုမြင်ရတာပါ။တကယ်တမ်း Bitcoin ရဲ့တန်ဖိုးတက်လာတာမဟုတ်ဘဲနဲ့သူ့ကိုတန်ဖိုးဖြတ်တဲ့ဒေါ်လာကတန်ဖိုးကျသွားလို့ဈေးကနေကြီးသွားတာမျိုးလည်းထင်နိုင်ပါတယ်။ ဒုတိယချက်ကတော့ရင်းနှီးမြှုပ်နှံသူတွေရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေပါ DHY ဘာလို့တက်လဲဆိုတာပြန်စဉ်းစားကြည့်ရအောင်ပါမြန်မာအဖြစ် American Mahou Bank FET ကအတွန်းတွန်းနေတင်လိုက်တဲ့အခါမှာ DHY တက်ပါတယ်အတွန်းတွန်းများရဲ့ဒေါ်လာကမှားနေရင်လူတွေကပတ်စံကိုစွန့်စားပြီးတော့အင်းနီမြောက်လန်နာထက်ဘန်မှာထားပြီးတော့အတိုးယူတဲ့ risk free rate ကို ပို့ပြီးတော့ကြိုက်ပါတယ်ဒါကို risk off လို့ခေါ်ပါတယ်ဒီအချိန်မှာ crypto လိုမျိုးအတက်အကျကျတဲ့နေရာတွေကပတ်စံတွေပြန်ဆွဲထုတ်ကြလို့ဈေးကျတာပါ ဒါပေမဲ့ DH ဝင်ကြပြီဆိုရင်တော့အတုံးနှုံးနေရောလာမယ်ငွေကြေးဖောင်းပေါက်မှုတွေရှိလာမယ်ဆိုရဲအတိတ်ပဲတက်ရောက်တာကြောင့်ယင်းနည်းညွန်းနယ်သူတွေကဒေါ်လာကိုမကင်ချင်တော့ပါဘူးအဲ့ဒီအခါမှာအမျက်ပူရနိုင်မဲ့ risk of access ဖြစ်တဲ့ Bitcoin နဲ့ Tax stock တွေကိုပတ်စံတွေရွှေလာကြပါတော့တယ် ။တတိယဆက်ကတော့ Global Liquidity ဆိုတဲ့ကမ္ဘာငွေကြေးပေါ်များဟုပါ။ DXY ကြဆင်းစင်းကညသောအဖြစ်ကမ္ဘာငွေကြေးဈေးကွက်ထဲမှာငွေတွေပေါ်များလာတာနဲ့ဆက်ဆက်နေပါတယ်။ဒေါ်လာဈေးကျတဲ့အခါနိုင်ငံတကာကကုမ္ပဏီတွေငွေကြေးဟင်းသီးမြှုပ်နှံသူတွေကတစ်ထဲမှာငွေတွေပိုရှင်လာတတ်ပါတယ်။အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာသူတို့ရဲ့ငွေကြေးတန်ဖိုးထက်လာတဲ့အခါဝယ်နိုင်စွာမြင်လာပြီးတော့အဲ့ဒီပို့နေတဲ့ငွေတွေက crypto market တဲ့ကိုစီးဝင်လာလိမ့်ရှိပါတယ်။ဒါကဘေးကွန်ဈေးကိုတွန်းတင်ပေးတဲ့လောင်းစာဆီတစ်မျိုးပါပဲ။ ဒါဆို DH ပိုင်းကြတာနဲ့မျက်စိမိတ်ပြီးတော့ပစ်ခွန်ဝယ်လိုက်တော့မယ်လို့တွေးနေရင်တော့မှားသားနိုင်ပါတယ်။ဈေးကွက်မှာအမြဲတမ်းဆိုတာမရှိပါဘူး။တတိထားမယ့်အချက်တွေရှိပါတယ်။ Like in effort DH ပိုင်းကဒီနေ့ကြတယ်ဆိုပေမဲ့ပစ်ခွန်ကဒီနေ့ချက်ချင်းမတက်ဖင်နဲ့ဂျပိုင်းလောက်နောက်ကြပြီးမှတက်တာမျိုးရှိတယ်ပါတယ်။ Internal factors အခြေတခုပြောလဲတာဒါမှမဟုတ် regulation အသက်တွေထွက်လာတာမျိုးဆိုရင် DH ပိုင်းဘလောက်ကြကြပစ်ခွန်ဈေးကထိုးကျနေနိုင်ပါသေးတယ်။ ခရစ်ပတိုဈေးကွက်ရဲ့ကိုပိုင်ပြဿနာတွေကမက်ခရိုစီးပွားရေးထက်ပိုအရေးကြီးသွားတယ်လို့ပါအနည်းချုပ်ပြောရရင်အမေရိကန်ဒေါ်လာအားနည်းခြင်းကဘစ်ကွင်နဲ့အော့ကွင်တွေအတွက်တော့အားစီးတစ်ခွက်ပါပဲဒေါ်လာတန်ဖိုးကျလေလေယူရီကတန်ဖိုးမကျမဲ့ဗဟိုဘဏ်တွေကထိန်းဆုပ်လို့မရတဲ့ digital gold လို့တင်စားကြတဲ့ဘစ်ကွင်ဘက်ကိုပိုလဲလာလေဖြစ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့ trading strategy မှာချက်တကြီးတဲ့အခါမှာ crypto ချက်တစ်ခုရဲမဟုတ်ဘဲနဲ့ DHY ချက်ကိုပါထည့်ပြီးတော့ကြည့်ဖို့အစံပေးချင်ပါတယ် DHY ကိုကြည့်ဖို့အတွက် Trading View မှာ DHY လို့ရှာပြီးတော့ကြည့်လို့ရပါတယ်။ အခုလို crypto နဲ့ပတ်သက်တဲ့နည်းပညာပိုင်းဆိုင်ရာ macro economic ပိုင်းဆိုင်ရာဘဝတုဒ္ဒရတွေကိုအမြဲလေ့လာခြင်းနဲ့ဆိုရင် channel ကို subscribe လုပ်ထားပြီးတော့ select စောင့်မျှော်အားပေးကြပါဦး။တကယ်လို့ကိုက trading ကိုစဉ်ဝင်စားလို့စာလုပ်စင်တဲ့ဆိုလို့ရှိရင်တော့ Binance account တစ်ခုရှိထားဖို့လိုပါတယ် crypto မရဲ့ overgo ကိုသုံးပြီးတော့ account ဖွင့်မယ်ဆိုရင် trading fees 20% discount ကို lifetime ရအောင်မဲ့အဖြစ် trading စာလုပ်ကြည့်ဖို့အတွက်လည်း first trade လုပ်သူတိုင်းကို1ဒေါ်လာအလကားပေးတော့အောင်မှာဖြစ်ပါတယ်ဒါအပြင် ref for a user like အတွက်မွေဘလောက်ပေးပေးဝင်လို့မရတဲ့ crypto mate vip crew ကိုဝင်ဝင်ရအောင်မှာပါဒီ vip crew မှာဆိုလို့ရှိရင် pro trader ကိုရင်တင်ပေးနေတဲ့ trading scenario market analysis တွေနဲ့ up to date news တွေကိုအချိန်နဲ့တပေးနေဖတ်လို့ရမှာဖြစ်ပါတယ် အတားတွေအပြင်ပေါ်မှာ crypto mint ဘက်ကနေပြီးတော့လစင်လာတဲ့လုပ်ပေးတွေနဲ့ campaign တွေကနေပြီးတော့ special အထူးတိတဲ့ reward တွေကို go user တွေအနေနဲ့ထပ်ပြီးတော့ခံစားမှုရှိဦးမှာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးအခွင့်အရေးကောင်းတဲ့ကိုမလွတ်ပါအောင် Binance account ဖွင့်တဲ့အခါမှာ crypto mint ရဲ့ reward ကိုကိုသုံးပြီးတော့ဖွင့်ဖို့မမေ့ပါနဲ့နော်ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ crypto mint ပါနောက် video မှာခင်တွေ့ရပါ့